ကဲပရိသတ်တို့ရေကျွန်တော်တို့ချက်တော်ပရိကာပရိကာကအမှတ်နဲ့ရှုံးသွားပါဗျာကျွန်တော်လည်းလုံးဝစိတ်မကောင်းပါဘူးကျွန်တော်တို့မြို့ကပရိသတ်တွေအရင်မျောလင်းကြတာပြန်လဲကြိုးစားပါဗျာမြို့ပြည်ပရိသတ်တွေကကိုအောင်လအစားပရိကာကိုတကယ်ကိုမျောလင်းခဲ့ကြတာကိုအောင်လလိုဖြစ်လာမယ်ဆိုပြီးတတ်မှတ်ကြတာပရိကာနောက်တစ်ချိန်ကောင်းအောင်ပြန်လဲကြိုးစားဖို့လိုပါတယ်ဒါမှတရားမှလည်း ရုံးနဲ့ကိုမလိုက်အောင်လုံးအောင်အားရတယ်ဆိုတော့အရန်ကြီးနင်းနင်းခက်ခက်ဆော့တင်မှာပုံတော်လေးကားအစားရရောပါပါနဲ့နဲ့လေးစိတ်ကိုတည်ငြိမ်ထားပြီးကစားတင်ပါလေသူရဲ့ high tip တွေကိုလည်းလက်တီးပေါ်ပါလေမသိမရင်းဆိုတော့ပရိုနီကာတာပုကထုပြီဆိုရင်ဒီမှာလုံးအောင်ပရိုနီကာနိုင်ရောမလို့ကျွန်တော်ကတော့ခိုင်းနေပွဲပြီးတော့ပရိုနီကာကခုလိုပြောသွားပါတယ်ပရိသတ်တွေပရိသတ်တွေအတွက်တကယ်စိတ်မကောင်းဖြစ်ရပါတယ် အားလုံးကိုကျွန်မတောင်းပန်ပါတယ်တဲ့ပြီးတော့ကိုကိုရိုင်းကလည်းအကောင်းဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးပြန်လာပါမယ်ကိုနိုင်ငံအတွက်အမြင့်တိတက်နိုင်အောင်ကြိုးစားသွားမယ်ဆိုရက်ခေါင်းကကော်လာလည်းကျွန်မရဲ့ကိုရင်တယောက်လိုပါပဲခေါင်းကနဲ့ချန်ပီယံဖြစ်နိုင်တယ်နေကိုငါပြေဝယုံကြည်ရဆိုပြီးအမြဲတမ်းပြောပါတယ်ကိုရဲ့ idol တယောက်ကခုလိုပြောတော့သူနဲ့မျက်ချင်းဆိုင်မိသားစိတ်လှုပ်ရှားမိပါတယ် ူကမြန်မာဖိုက်တာတွေအားလုံးအတွက်ဘာမှမဆိုဖြစ်နိုင်တယ်။ဘာမှမဆိုဖြစ်နိုင်တယ်ဆိုတာတတိထူပြခဲ့သူပါ။ဇီယန်လည်းလေးစားရတော့သူချီလန်တိုင်းလည်းရှောက်ချင်မိပါတယ်ဆိုပြီးကုလိုပွဲပြီးမှလည်းမြန်မာပြည်သက်တွေကိုတောင်းမစကားပြောရင်းနဲ့ကုလိုပြောသွားပါတယ်။